ားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကခနာကရဲမှာရှိတဲ့အစီတွေထဲမှာကောင်းတဲ့အစီနဲ့ဆိုးတဲ့အစီတွေပေါ့ဘယ်လိုမျိုးကွာခြားတာလဲဘယ်လိုမျိုးခနာကိုတွက်တက်ရမှရှိတာလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးမယ်ဆရာပထမဆုံးကျွန်တော်နားလည်ရမှာကပါလဲဆိုတော့ခနာကရဲအစီဆိုတာနဲ့ကျွန်တော်ကလုံးဝမကောင်းလို့ပြောလို့မရဘူးအမအရင်တုန်းကတော့ကျွန်တော်တို့မင်းကကိုလက်စထရောတွေအစီဆိုတာကျွန်တော်ခနာကရဲမှာကိုလက်စထရောကိုခေါ်တာပေါ့ကိုလက်စထရောဆိုတာခနာကိုအတွက်လိုအပ်တယ်ကျွန်တော်တို့ cells တွေတိဆောက်ဖို့အတွက် ခန္ဓာကိုယ်သွေးကြောလေးတိဆောက်ဖို့အတွက် cell membrane လေးတိဆောက်ရတဲ့ဘောပါဗျာခန္ဓာကိုယ်ထဲမှာရှိတဲ့ cells တွေကသူ့လုတ်အလုတ်တွေကိုပေါ့နော်ပုံမှန်ဆက်လုတ်ပါဖို့အတွက်ဒီ acidat ဆိုတာလိုအပ်တယ်အဲ့ဒါက cholesterol ပေါ့နော် cholesterol ဆိုတာလိုအပ်တယ်ဆိုတော့အဆီတိုင်းကမကောင်းတာတော့မဟုတ်ဘူးဒီမှာကျတော့ကောင်းတဲ့အဆီနဲ့ဆိုးတဲ့အဆီဆိုပြီးတော့ကျွန်တော်တွားပြီးတော့ခွဲပြဟိုတွားပြီးတော့ကွဲကျွန်တော်နည်းနည်းလေးရှင်းပြမယ်ဆိုတော့ခုနပြောသလိုပဲ cholesterol ဆိုတာကခန္ဓာကိုယ်အတွက်လိုအပ်တယ် သူကဘယ်ကနေရလဲဆိုတော့ကျွန်တော်တို့စားလိုက်တဲ့အစားတောက်တွေကနေပြီးတော့ရတယ်ကျွန်တော်တို့စားလိုက်တဲ့အစားတွေမှာအဆီတက်ပါတယ်ဆိုရင်အဲ့ရနေပြီးတော့ကျွန်တော်တို့ကဟိုခနာကိုအတွက်လိုအပ်တဲ့ကိုလက်စထရောရတယ်ပေါ့နော်အဲ့ကိုလက်စထရောရွေးတည်တဲ့အရာပြဿနာမရှိသေးဘူးဒီဘယ်ချိန်မှာစပြီးတော့သူကကွဲပြားလာပြီလဲဆိုတော့ဒီကိုလက်စထရောလေးကိုခနာကိုထဲမှာရှိရလိုအပ်တဲ့နေရာကိုတည်ဆောင်သွားပေးဖို့အတွက် ကျွန်တော်တို့က agent ပေါ့ယင်တစ်ခုလိုအပ်တယ်အဲ့ဒါကိုကျွန်တော်တို့က lipoprotein လို့ ခေါ်တယ်။ lipo proteins တွေလို့ခေါ်တယ်။ lipo proteins ဆိုတာကိုဒီ cells လေးတွေကိုတဲ့ဒီဒီဒီ cholesterol လေးတွေကိုပေါ့လိုအပ်တဲ့နေရာတွေကိုရောက်ဖို့အတွက်တည်ဆောင်ပေးတဲ့ရင်ပေါ့သူကအဲ့လိုမျိုးကျွန်တော်ဆိုကြပါတော့နော်ဒီလိုမျိုးကျွန်တော်သတ်မှတ်တယ်။ဒီ lipo proteins ကိုကြာတော့မှ high density lipo proteins လို့ခေါ်ရဲ HDL နဲ့ low density lipo proteins လို့ခေါ်ရဲ LDL ဆိုပြီးတော့ကျွန်တော်တို့ပြန်ပြီးခွဲခြားပလိုက်တယ်။နှစ်ပိုင်းဖြစ်သွားတယ်။ဟုတ်ပြီနော်။ ထမဦးကနေစပြောင်းမမေ့ပါမှာဆလုံးကိုလက်စထရောခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဘယ်နေရာနေရလဲကျွန်တော်စားလိုက်တယ်အစီတွေကနေပြီးတော့ကိုလက်စထရောတက်ကရတယ်ဒီကိုလက်စထရောကိုခန္ဓာကိုယ်လိုအပ်တဲ့နေရာတွေပို့ဆောင်ဖို့အတွက်ဘယ်သူတွေကတာဝန်ယူလဲဆိုတော့ lipoproteins တွေကနေပြီးတော့တာဝန်ယူတယ် lipoproteins မှာနှစ်ခုခွဲနိုင်တယ် low density lipoprotein လို့ခေါ်တဲ့ LDL နဲ့ high density lipoprotein လို့ခေါ်တဲ့ HDL ဆိုပြီးတော့နှစ်မျိုးခွဲနိုင်တယ် ဒီမှာဆက်ပြီးတော့စကားပြောစရာရှိလာပြီ low density lipoprotein လို့ခေါ်တဲ့ခုနပြောတဲ့ lipoprotein တွေကကြာတော့ cholesterol ကိုဘယ်နေရာတွေကိုတည်ဝါလဲဆိုတော့သွေးကြောနေရာတွေစီကိုတည်ဆောင်ရတယ်ဆိုတော့ဒီ LDL ဆိုရက်ဓာတ်များလာလေလေဒီသွေးဟိုအဆီကိုတည်ဆောင်တဲ့ဟာများလာလေလေသွေးကြောနေရာတွေကိုအဆီသွားပြီးစုပုံတာသွားပြီးများလာလေလေ cholesterol သွားပြီးများလာလေလေဒီလိုမျိုးသွေးကြောနေရာတွေကို cholesterol သွားပြီးစုပုံတဲ့အခါမှာ နှလုံးသွေးကြောပိတ်တာနှလုံးအောင့်တာနှလုံးထိခိုက်တာအုံနောက်သွေးကြောပိတ်တာအုံနောက်သွေးကြောပေါက်တာစသဖြင့်ဒီလိုမျိုးပြဿနာတွေဖြစ်လာနိုင်တယ်ဆိုတော့ low density lipoproteins များတဲ့အခါကျရင်ခုနပြောတဲ့ပြဿနာတွေသွေးကြောတွေကိုသွားပြီးအစီတွေစုပုံနေခုနပြောတဲ့ပြဿနာတွေဆက်ပြီးဖြစ်လာတယ်သူနဲ့ပြောင်းပြန် high density lipo အဲဆိုတော့ low density lipoprotein ကျွန်တော်ဘယ်လိုမျိုးမှတ်လို့ရလဲဆိုတော့ delivery tract တွေလို့မှတ်လို့ရတယ် delivery lipoprotein တွေလို့မျိုးပေါ့ သူတို့က delivery လိုက်ပို့တယ်သူတို့ပို့လိုက်တဲ့နေရာတွေမှာညားလာတယ်နော် high density lipoprotein ဆိုရက်အစီအိုတဲတဲ့ cholesterol နဲ့ cholesterol တဲတာပဲဒါပေမဲ့သူက cholesterol ဘယ်လိုမျိုးနီးလန်းနဲ့တဲလဲဆိုတော့ခန္ဓာကိုယ်ရဲ့ကနေအမိုက်သိမ်းတဲ့နီးလန်းနဲ့တဲတဘောဘယ်နေရာမှာတော့ cholesterol ရဲ့စုပုံနေပြီဘယ်နေရာမှာတော့များနေဘယ်နေရာမှာနေဒီအရာတွေကလုံးကသူကပြန်ပြီးတဲပေးတယ်ဒီသွေးကြောထဲမှာရှိ cholesterol တွေပြန်တဲသွားပြီဘယ်လိုတဲပြီးလဲဆိုတော့သူကအစီတွေကိုခြေဖြတ်ပေးတဲ့နေရာခန္ဓာကိုယ်ရဲ့ဟိုပေါ့အစီတွေကိုခြေဖြတ်ပေးတဲ့နေရာ အသေးစီကိုသူကတည်ဆောင်ပေးတယ်။အဲ့တော့သွေးကြောထဲမှာအစီတွေစုပုံမနေအောင်လို့ HDL ကတာဝန်ယူပေးတယ်။ဆိုတော့ဒီလောက်ဆိုပေါ်ပါပြီ။ဆိုတော့ခုနပြောတဲ့သွေးကြောထဲမှာပိုနေတဲ့အစီတွေကို HDL တည်ဆောင်ပြီးအသေးကိုယူဆောင်ပြီးအဲမှာခြေဖြတ်လိုက်တဲ့အတွက်ကြောင့်မလို့ခုနအစီတွေမရှိတော့ဘူးအစီတွေမတက်တော့ဘူးခုနပြောတဲ့သွေးလေးဖြတ်တာတို့သွေးထဲမှာအစီတက်ပြီးများပြီးတော့အဲသွေးကြောတွေပိတ်ဆို့နေတာတို့နှလုံးအောင်တာတို့ဒါတွေမဖြစ်တော့ဘူးเนาะအဲ့တော့ ြန်ပြီးချုပ်ရရင်တော့အဆီဆိုရဲမကောင်းတာမျိုးမဟုတ်ဘူးကိုလက်စထရောဆိုတာကခန္ဓာကိုယ်အတွက်လိုအပ်တဲ့အဆီဆိုတာကကျွန်တော်စားဖို့အတွက်လိုအပ်တယ်စားရမယ်အထက်မှာထည့်စားရမယ် HDL များရင်ကောင်းတယ် LDL များရင်တော့မကောင်းဘူး HDL ကဘာလို့လဲဆိုအမိုက်သိမ်းသမားတွေဖြစ်တဲ့အတွက်ကြောင့်မို့သူကအမိုက်သိမ်းသမားတွေများရင်ကောင်းတယ် LDL ဆိုတဲ့ delivery သမားတွေများရင်ကြတော့ပစ္စည်းတွေတွားပြီးစုပုံနေတဲ့အတွက်အဆီတွေကများလာတယ်ဒါလို့ဆိုကျွန်တော်မှတ်ထားလိုက်ရတယ်ဟုတ်ပြီဘယ်လိုလုပ်မလဲ LDL ကို short ချဖို့အတွက်အဲလိုအပ်တာကကျွန်တော်တို့အဆီကိုလုံးဝမစားဖို့မဟုတ်ဘဲနဲ့ LDL ကို short ချပြီးတော့ HDL ကိုများအောင်ကျွန်တော်တို့လုပ်ပေးရမယ်ဟုတ်ပြီနော်အဲ့တော့ HDL များအောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲ HDL များဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဟို LDL ကဘယ်လို short မလဲဒါအရင်ပြောမယ်နော် LDL ကိုဘယ်လို short လဲ LDL က trace အစီတွေကနေပြီးတော့လာတာများတယ်ဟိုအသားနီးတွေစားတာဟိုအစီတွေစားတာနောက်တစ်ခါပြန်ကြော်တဲ့အထက်ထက်ခါခါပြန်ကြော်တဲ့အစီတွေကိုစားတာဒီလိုမျိုးတွေကနေပြီးတော့ LDL လာတယ်နောက်တစ်ခါကျတော့ तू ကဆက်လိတောက်တာ နော်ဆီလီတောက်တာကနေပြီးတော့လာတယ်ကျက်မာတဲ့လူနေမှုဘဝရဖို့အတွက်ကျွန်တော်လိုအပ်တာကအစီလုံးဝမစားဖို့မဟုတ်ဘဲနဲ့ LDL ကို short ပြီး HDL ကိုမြင့်ဖို့တော့အဲ LDL ကို short ဖို့အတွက်ကကျွန်တော်အသားတွေကို short စားအသားနီးတွေကို short စားပါတော့အသားနီးကို short စားနောက်တစ်ခါတရိတ်ဆန်ရတဲ့အစီတွေပေါ့ဝက်စီတို့ပါတို့ဒီလိုမျိုးအစီတွေကျက်စီတို့ပါတို့ကို short စားနောက်တစ်ခါ full cream mix တွေပါတွေကို short ဒါဆိုရင် LDL ညော့တယ်နော်အဲနောက်တစ်ခါကျတော့ဟိုအစိအစံများများစားအစိအစံကလေအစီတဲမှာမှာ ကောင်းတဲ့အစီအကိုသူက HDL ကိုမြင်မြတ်တက်စေတယ် HDL တက်ဖို့အတွက်အစီအစာမြင်မြတ်စားမယ်ကိုလက်လွှတ်ရှားမှုတွေလုပ်မယ်ဆက်လိဖြတ်မယ်ဒါဆိုရင် HDL တက်တယ်ဆိုရင်ဒီလောက်ဆိုသိပြီဆိုတော့အစီဆိုရင်မကောင်းတာမဟုတ်ဘူးကောင်းတဲ့အစီရှိရဲမကောင်းတဲ့အစီရှိရဲကောင်းတဲ့အစီများတဲ့မကောင်းတဲ့အစီညော့နေတဲ့ဒီလိုမျိုးဖြစ်နေရမှာဒါဆိုမှကျွန်တော်မှန်ကန်တဲ့အစီပေါ့အစီကိုလုံးဝရှောင်ရမလို့လုံးဝအာလုံးဝအစီမှန်တယ်မြတ်လုံးဝမစားဘူးလို့လုပ်ဆရာမလို့မှန်ကန်တဲ့စီတွေကိုကျွန်တော်စားရတယ်စားဖို့အတွက်လည်းလိုအပ်တယ်ဒါမှကျွန်တော်မှန်ကန်တဲ့ဟိုကျမ်းမာတဲ့လူနေမှုပုံစံကိုရရှိနိုင်တယ်